တယောက်တည်းပြိုင်နေပွဲမြမနိုင်ငံရေးသမိုင်းတွင်ရွေးကောက်ပွဲများသည်အသွင်ခုပြောင်းရေး၏တင်ဂေတများဖြစ်ခဲ့တော်လဲလက်ရှိစစ်ကောင်စီမှဖော်ဆောင်ရန်စီစဉ်နေသည့်ရွေးကောက်ပွဲမှမူနိုင်ငံရေးအရာရောလုံခြုံရေးအရာပါအလွန်အမင်းစိန်ခေါ်မှုများဖြင့်ပြည်နှံ့နေသည့်တယောက်တည်းပြိုင်သောပွဲဖြစ်သာရှုမြင်ခံရသည်၎င်းသည်ဒီမိုကရေစီ၏အနှစ်သာရဖြစ်သောလွတ်လပ်၍တရားမျှတသည့်ပြည်ဆိုင်မှုနှင့်ပြည်သူ့ဆန္ဒကိုထင်ရှားခြင်းမရှိသည့်အခင်းချင်းဖြစ်ကြောင်း နိုင်ငံရေးလေလာသုံးသပ်သူများနှင့်ပြည်သူအများစုကသုံးသပ်ကြသည်နိုင်ငံရေးပြိုင်ဘက်များကိုဖယ်ရှားခြင်းပါတီဖြတ်သိမ်းမှုနှင့်ဥပဒေဖြင့်ချုပ်ကန့်ခြင်းစစ်ကောင်စီသည်၎င်းတို့၏ရေကောက်ပွဲအတွက်လမ်းခင်းရာတွင်နိုင်ငံရေးပြိုင်ဘက်များကိုအ धिक ဖယ်ရှားခြင်းကိုစနစ်တကျလှုံ့ဆော်ခဲ့သည်2020ပြည်နှင့်ရေကောက်ပွဲတွင်ပြည်သူဆန္ဒဖြင့်အပြတ်အသတ်အနိုင်ရရှိခဲ့သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုအကြောင်းပြချက်အမျိုးမျိုးဖြင့်ဖျက်သိမ်းခဲ့သည် ါတီဤထိတ်တန်းကောင်းဆောင်များဖြစ်သည့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်နှင့်တမရကြီးဦးဝင်းမြင့်အပါဝင်ယာနှင့်ရှိသော နိုင်ငံရေးသမားများကိုဖမ်းဆီးထိန်းသိမ်းခြင်းကလည်းပါတီဤရည်တည်မှုကိုလုံးဝနှိပါပြတ်ပြားစေခဲ့သည်ထို့အပြင်စစ်ကောင်စီသည်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအစ်ကိုပြဋ္ဌာန်းခဲ့ရာယင်းဥပဒေသည်နိုင်ငံရေးပါတီများအပေါ်ငွေကြေးရင်းနှီးရုံးဆိုင်ရာနေရာနှင့်အဖွဲ့ဝင်ဥယျာဉ်တို့နှင့်ပတ်သက်၍လက်တွေ့မကြသည့်စီကံတတ်မှတ်ချက်များစွာချမှတ်ခဲ့သည် ဧကန်တချက်များသည့်နိုင်ငံရေးအရအင်အားကြီးမားသည့်ပါတီများမှလွှဲ၍ဒေသခံပါတီငယ်များနှင့် တိုင်းရင်းသားပါတီများကိုရွေးကောက်ပွဲဝင်ရန်အတွက်များစွာဝင်ပြီးစေခဲ့သည်။ရလန်အနေနဲ့ချင်းပါတီများပြားသည့်ပတ်ပုံတင်ရန်ငင်းဆန်ခဲ့ခြင်းသို့မဟုတ်ရွေးကောက်ပွဲတွင်မပါဝင်နိုင်သောခြင်းတို့ဖြစ်ပေါ်ခဲ့သည်။ဤကဲ့သို့ပြိုင်ဘက်အင်အားကြီးပါတီများကိုဖြုတ်ခွဲခြင်းနှင့်ဥပဒေဖြင့်ချုပ်ချယ်ခြင်းတို့သည်ရွေးကောက်ပွဲကိုဒီမိုကရေစီနှိကြအချင်းပြိုင်သည့်ပွဲအဖြစ်မှစစ်တပ်နှင့်နှိစက်သည့် နိုင်ငံရေးပါတီများသာလွှမ်းမိုးထားသောမျက်နှာပေါင်းစုပွဲဖြစ်သောကြောင်းလဲပစ်ခဲ့သည်လက်ရှိအခြေအနေအရရေကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်မိအ धिक ပါတီများသည်စစ်တပ်၏နောက်ခံနှင့်ဩဇာလက်မုံမုံအောက်တွင်ရှိနေသည့်အတွက်မဲဆန္ဒချင်များသည်ရွေးချယ်စရာစစ်မှန်သောကိုယ်စားလှယ်များမရှိသည့်အခြေအနေနှင့်ရင်ဆိုင်နေရသည်ဤဒီမှာပြည်သူစံနာကိုဖော်ဆောင်သည့်ရေကောက်ပွဲမဟုတ်ဘဲစစ်ကောင်စီ၏လက်ရှိအာဏာကိုဖွဲ့စည်းပုံအခြေခံဥပဒေပေါင်းတွင်တရားဝင်မှုရရှိရန်စီမံထားသည့်နိုင်ငံ၏အခင်းကျင်းတစ်ခုသာဖြစ်ကြောင်းထင်ရှားသည် လက်နက်ကင်ပရိပခနှင့်လုံုံကြီးအကြက်တဲရေကောက်ပွဲကျင်းပနိုင်မိမြေပြင်ခြေနေစစ်ကောင်စီစီစဉ်နေသည့်ရေကောက်ပွဲ၏အကြီးမားဆုံးစိန်ခေါ်မှုမှာနိုင်ငံတော်ဝန်ထမ်း၌တည်ငြိမ်မှုမရှိသောလုံုံကြီးအခြေအနေပင်ဖြစ်သည်2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်ပေါ်ပေါက်လာသည့်တော်လန်ရင်းနှင့်လက်နက်ကင်ပရိပခများကြောင့်မြို့နယ်ပေါင်းများစွာသည်စစ်ကောင်စီအုပ်ချုပ်ရေးရန်တရာလုံးဝပျက်စီးသွားသောသို့မဟုတ်မြေသူများအပြစ်ဝထိန်းချုပ်နိုင်ခြင်းမရှိသောဒေသများဖြစ်လာသည်စစ်ကောင်စီသည် ရွေးကောက်ပွဲကိုနိုင်ငံကြီးအစိပ်ပိုင်းတချို့တွေနဲ့ကျင်းပရန်စီစဉ်နေကြောင်းမကြာခဏဆိုသလိုထုတ်ပေါ်ပြောကြားခဲ့တယ်။၎င်းတို့ထင်းကျုံနိုင်သည့်မြို့ပြတချို့နဲ့စစ်တပ်အခြေစိုက်ရာဒေသအချို့တွေနဲ့ကျင်းပပြီဆိုပါက၎င်းရွေးကောက်ပွဲသည်နိုင်ငံကြီးလူဦးရေအစိပ်ပိုင်းနိုင်ငံကြီးဆန္ဒကိုသာပြင်ဟသည့်ရွေးကောက်ပွဲဖြစ်လာသည်။မြန်မာနိုင်ငံ၏လက်ရှိနိုင်ငံရေးအခြေအနေများတွင်အဓိကကြသည့်တိုင်းရင်းသားဒေသများနှင့်ပြည်ပခအပြင်းထန်ဖြစ်ပွားနေသည့်မြို့နယ်အလုံးကိုခြံလက်ထားခြင်းသည်ရလက်များ၏တရားဝင်မှု legitimacy ကို လုံးဝပြက်ပြားစေသည်စစ်ဘေးရှောင်များနှင့်မဲဆန္ဒခြင်းများ၏အခွင့်အရေးပြိပခများကြောင့်ပြည်သူတန်းပေါင်းများစွာသည်၎င်းတို့၏မူလနေရပ်များကိုစွန့်ခွာကာစစ်ဘေးရှောင်များအဖြစ်နေထိုင်နေကြရသည်နိုင်ငံသားတို့၏အခြေခံအခွင့်အရေးဖြစ်သောဆန္ဒမဲပေးပိုင်ခွင့်ကိုစစ်ဘေးရှောင်အများစုသည်လက်လွတ်ခံရပွဲရှိသည်၎င်းတို့၏နေရပ်ပြန်မရဘဲယာယီခိုလုံရနေရာများမှမဲပေးနိုင်ရေးအတွက်စစ်ကောင်စီတွင်ထိရောက်သောစီမံချက်များမရှိပါထို့ကြောင့်စစ်ကောင်စီကကျင်းပမိရွက်ကွက်ပွဲသည့ နိုင်ငံသားအလုံး၏မဲဆန္ဒကိုကိုစားပြုခြင်းမရှိဘဲတရားဝင်မဲ့စည်းမျဉ်းများပင်အခြေခံမကျသည့်ရွေးကောက်ပွဲတစ်ခုသာဖြစ်လာနိုင်သည်ချင်းချောက်မှုများနှင့်ဖိအားများပြိပခါများကြားမှကျင်းပသည့်ရွေးကောက်ပွဲတွင်မဲယုံများ၏လုံခြုံရေးနှင့်မဲပေသူများ၏လွတ်လပ်မှုသည်အာမခံချက်မရှိပေစစ်ကောင်စီ၏လုံခြုံရေးတပ်ဖွဲ့များရှိနေသည့်ကြားမှပင်လက်နက်ကင်ပြိပခါများမြေတီအချိန်မဆိုးဖြစ်ပွားနိုင်သည့်အခြေအနေများကြောင့်မဲပေခြင်းလုပ်ငန်းစဉ်သည်ပြည်သူအများပြားအတွက်အသက်အန္တရာယ်ချင်းချောက်မှုတစ်ရပ်ဖြစ်နေသည် ထို့ပြင်စစ်ကောင်စီသည်ရေကောက်ဝဲအောင်မြင်စေရန်အတွက်ဒေတာဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များကိုဖိအားပေးခြင်းပြည်သူများကိုမဲပေးရန်တောင်းအားပေးခြင်းစသည့်လုပ်ရများလှုပ်ဆောင်နေသဖြင့်ရေကောက်ဝဲရက်လက်များသည်လလရေလို့ဝတ်သောဆန္ဒမဲဖြစ်လာမည်မဟုတ်ပဲချိန်ကြောင်မှုအောက်မှဆန္ဒမဲများဖြစ်လာနိုင်ပါသည်ပြည်သူတပိတ်မောက်မှုနိုင်ငံတကာသဘောထားနှင့်ညီကုံပြည်သူဆန္ဒနှင့်တပိတ်မောက်ရေးလှုပ်ရှားမှုများစစ်ကောင်စီရေကောက်ဝဲအပေါ်ပြည်သူလူထု၏သဘောထားမှာအထူးအရေးကြီးသည် ဆီအာနာရှင်စန့်ကျင်ရေးလှုပ်ရှားမှုများတွင်ပါဝင်သူအများစုသည်ဤရွေးကောက်ပွဲကိုလုံးဝတပိတ်မောက်ရန်တိုက်တွန်းလျက်ရှိသည်အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျင်နှင့်အခြားသောတော်လှန်ရေးအင်အားစုများသည်စစ်ကောင်စီ၏ရွေးကောက်ပွဲကိုတရားမဝင်ကြောင်းကြေညာထားပြီးပါဝင်ခြင်းမပြုရန်နှင့်အတိမတ်မပြုရန်တောင်းဆိုထားသည်ပြည်သူအများစုသည်2020ပြည်နှစ်ရွေးကောက်ပွဲရလဒ်ကိုသာစစ်မှန်သောပြည်သူဆန္ဒအဖြစ်အတိမတ်ပြုထားပြီးစစ်ကောင်စီ၏ရွေးကောက်ပွဲသည်၎င်းတို့၏ဖိနှိပ်ချုပ်ချယ်မှုအောက်မှအာဏာတည်မြဲရေးကိုဖန်တီးရန် ကြိုးပမ်းခြင်းတသက်ဖြစ်ကြောင်းနားလည်ထားကြသည်ထို့ကြောင့်ပြည်သူများ၏တပိတ်မောင်းမှုနှုန်းမြန်မာပါကစစ်ကောင်စီ၏ရွေကျက်ဖြစ်သောတရားဝင်မှုရရှိခြင်းသည်အောင်မြင်မည်မဟုတ်ပေနိုင်ငံတကာယက်တီချက်အမေရိကန်ပြည်ထောင်စုဥရောပတမကနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့အပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းကလည်းစစ်ကောင်စီ၏ရွေးကောက်ပွဲအပေါ်စိုးရိမ်မကင်ဖြစ်မှုများကိုပြသခဲ့သည်နိုင်ငံတကာစံနှုန်းများဖြစ်သည့်လွတ်လပ်မှုတရားမျှတမှုပွင့်လင်းမြင်သာမှုနှင့်နိုင်ငံသားအလုံး၏ပါဝင်ခွင့်တို့ကို အာမမခံနိုင်ပါကဤရွေးကောက်ပွဲကိုအတိမတ်ပြုမည်မဟုတ်ကြောင်းထုတ်ဖော်ပြောကြားထားသည် လက်ရှိအချိန်တွင် နိုင်ငံတကာကမြန်မာအရေးကိုဖြည့်ဆင်းရန်အတွက်သက်ဆိုင်သူအားလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲကိုသာအဓိကထားတောင်းဆိုနေကြသည်ကြံပက်ကင်းသည့်ရွေးကောက်ပွဲတစ်ခုကိုအတင်းကျပ်ကျင်းပခြင်းသည်နိုင်ငံရေးပြိပခများကိုချော့ချမိစားနိုင်ငံရေးကိုပုံမချုပ်ထွေးစေပြီးနိုင်ငံတကာအတိုင်းဝိုင်းမှဘိုင်းဝမ်ပတ်မမှုရရှိရန်ခက်ခဲစေလိမ့်မည်။ဏီကုန်းချုပ်အပြင်စစ်ကောင်စီမှအစီအစဉ်နေသောရွက်ကောက်ပွဲသည် နိုင်ငံရေးအရာပြိုင်ဘက်များကိုဖယ်ရှားခြင်းမမျှတသောဥပဒေများချမှတ်ခြင်းနိုင်ငံ၏လုံခြုံရေးအခြေအနေမတည်ငြိမ်မှုများကြားတွင်အတင်းအကျပ်ဖော်ဆောင်ခြင်းတို့ကြောင့်စစ်မှန်သောဒီမိုကရေစီအခင်းကျင်းဖြစ်လာနိုင်မည်မဟုတ်ပေ၎င်းသည် စစ်ကောင်စီ၏အာဏာတည်မြဲရေးနှင့်တရားဝင်မှုရယူရေးကိုသာဥတည်သည့်တယောက်တည်းပြိုင်သောပွဲတာဖြစ်နေသည်မြန်မာနိုင်ငံ၏ရေရှည်တည်တံ့သောငြိမ်းချမ်းရေးနှင့်တိုးတက်ရေးအတွက်လိုအပ်သည်မှာချင်းချောင်းမှုအောက်မှရွက်ကွက်ဝဲမျိုးမဟုတ်ပဲ ပြည်သူဆန္ဒကိုအမှန်တကယ်ကိုစားပြုနိုင်မြင့်နိုင်ငံရေးအင်အားစုအလုံးပါဝင်နိုင်မြင့်လွတ်လပ်၍တရားမျှတသော နိုင်ငံရေးစနစ်ပွဲနှင့်အသွင်ကူးပြောင်းရေးလမ်းကြောင်းသာဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။ဆောင်းပါရှင်တာယာ